လူတော်လူကောင်းဖြစ်ဖို့အတွက်အများရဲ့ကောင်းကျိုးကိုဆောင်ရွက်နိုင်ရအများအတွက်ကောင်းသူဖြစ်ရကိုလောကမှာရောက်လာတာအများအတွက်ဖြစ်ရလောကကြီးကကိုယ့်အတွက်မဖြစ်ရဘူးကိုကလောကကြီးအတွက်ဖြစ်ရနိုင်ငံကကိုယ့်အတွက်မဖြစ်ရဘူးကိုကနိုင်ငံအတွက်ဖြစ်ရဒီလိုဆိုလိုတာပေါ့အလုံးအတွက်မိမိဖြစ်ရအဲ့တော့မြတ်စွာဘုရားက တစ်ခုစီတစ်ခုစီခွဲခြားပြီးတော့ဟောသွားတဲ့အခါမှာရှစ်မျိုးခွဲပြီးတော့ဟောတယ်နံပါတ်1သူတော်ကောင်းဆိုတာတဲ့မိသားစုတစ်ခုထဲမှာမွေးဖွားလာလို့ရှိရင်ထိုမိသားစုဟာအသေးဆုံး society လေးတစ်ခုပဲပေါ့ family society ပေါ့သူတွေရဲ့မိသားစုဟာအသေးဆုံးအဖွဲ့အစည်းလေးတစ်ခုပဲ အဲ့ဒီအဖွဲအစည်းလေးမှာအရေးကြီးဆုံးပုဂ္ဂိုလ်ကဘယ်သူလဲဆိုအမေနဲ့အဖေပဲဒါကြောင့်မို့မြတ်စွာဘုရားကလူလောကမှာလူဖြစ်လာတဲ့ပုဂ္ဂိုလ်ဟာမာတာပိတုဏအဋ္ဌာယဟိတာယဒုက္ခာယဟောတယ်အမေအဖေတွေချမ်းသာဒုက္ခရှားဖို့အတွက်အမေအဖေတွေကောင်းကျိုးကိုဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်ဖြစ်ရမယ်ဒါအ ਨੇ ဆုံးအတိုင်းတာတစ်ခုနံပါတ် လူတော်လူကောင်းဖြစ်ဖို့ရအတွက်ပထမဆုံးနံပါတ်1မိမိမိသားစုထဲမှာအရေးချီဆုံးဖြစ်တဲ့မိဘနှစ်ပါးရဲ့ကောင်းကျိုးချမ်းသာကိုဆောင်ရွက်နိုင်တဲ့ပုဂ္ဂိုလ်မှလူတော်လူကောင်းလို့ဒီလိုသတ်မှတ်တယ်။တာဝရိန္ဒာနတ်ပြည်မှာနတ်ဖြစ်သွားကြတဲ့နတ်သားနတ်သမီးတွေကတရားမင်းကြီးကိုယ်တိုင် လူဘွားကချင်းလာခဲ့တဲ့ချင်းဝတ်တွေကိုခြိပ်ပြီးတော့မာတာပိတိပရန်ဆန်တုံသူတော်ကောင်းလို့တတ်မှတ်တဲ့ဆန်နေတယ်မယ်မိဘနှစ်ပါးကိုပြုစုလုံချွေးတဲ့ပုဂ္ဂိုလ်သူတော်ကောင်းလို့တတ်မှတ်တယ်သူတို့ဘာဖြစ်လို့လဲဆိုရင်တရားမင်းကိုယ်တိုင်လူဘွားတော်ကမိဘနှစ်ပါးကိုလုံချွေးပြုစုခဲ့တာဖြစ်တယ်ဒါကြောင့်ဒီကုသိုလ်ကောင်းမှုဟာ တရားမင်းဖြစ်သူရောက်စေတတ်တဲ့ကုသိုလ်တွေတည်းမှာကြီးမားတဲ့ကုသိုလ်တစ်ခုဖြစ်တယ်။အဲဒါကြောင့်မို့လို့နတ်တွေကမိဘတွေအတွက်မိဘတွေကိုပြုစုလှုပ်ကြွေးတဲ့ပုဂ္ဂိုလ်မိဘကိုယုံကြည်လေးစားတဲ့ပုဂ္ဂိုလ်အဲဒီပုဂ္ဂိုလ်မျိုးတွေကိုတကယ်တပ်ပုရိတလူတော်လူကောင်းလို့ဒီလိုသတ်မှတ်ကြပါလေ။ချီးမွမ်းတိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ အခုဒီသုတ်တံမှာလည်းမြတ်စွာဘုရားကဒီလိုပဲဟောတာမာတာပိတုနာအထာယအမေဖေရရဲ့ကောင်းကျိုးချမ်းသာအတွက်ဖြစ်ရမှာအေးလူလောကမှာလူတိုင်းလူတိုင်းဟာမွေးဖွားလာပြီးတော့မိဘအတွက်မဖြစ်တဲ့ပုံကိုယ်တွေအများကြီးပဲမိဘကိုဒုက္ခပေးတဲ့သာသမီတွေများတယ်မိဘကိုချမ်းသာဒုက္ခဖြစ်အောင်လုပ်နိုင်တဲ့သာသမီကနည်းတယ်လို့ပြော ဲ့တော့မိဘကိုဒုက္ခပေးတဲ့တာသမီးဟာဘယ်လိုမှလူတော်လူကောင်းမဖြစ်ဘူး။ဒါကြောင့်မို့အ ਨੇ ဆုံးမိဘတွေကိုချမ်းသာဒုက္ခရအောင်မိဘတွေအတွက်မွေးဖွားလာတဲ့တာသမီးမျိုးလူတော်လူကောင်းလို့သတ်မှတ်တာပေါ့။ဒါကြောင့်မို့ကိုယ့်ကိုယ်လူတော်လူကောင်းဖြစ်ဖို့ရအတွက်ဘာလို့ကကိုဟာမိဘတွေရဲ့အတွက်ဖြစ်ရမလဲ။ မိဘတွေချမ်းသာဖို့အတွက်မိဘတွေချမ်းသာဒုက္ခရဖို့အတွက်လှူဆောင်ပေးရအဲ့ဒီမှာမြတ်စွာဘုရားကတင်္ဂလဝါရတောက်ကြတော့မိဘတွေရဲ့အတွက်လှူဆောင်ရမယ့်အချက်ကလေးတွေကို ဖော်ပြထားတာရှိတယ်เนาะပတောနေပရိသမိ မိဘတွေဆိုတာသားသမီးတွေအပေါ်မှာအင်တာမကျေးဇူးကြီးတာမိဘတွေကသားသမီးတွေအပေါ်မှာကျေးဇူးကြီးတယ်ဆိုတာမြန်မာလူမျိုးတွေသိကြတယ်မြင့်မို့တောင်းဥမကမကချူးတဲ့ဆိုတော့ကဲစင်တောင်ကြီးကလေးဘဝသိလာတဲ့အသည့်တွေကမိဘရဲ့ကျေးဇူးဆိုတာတော့သိကြတယ် ို့တော့မိဘကတာသမီတွေပေါ်မှာခြေဆုလှုပ်ခဲ့တယ်ခြေဆုပြုတ်ခဲ့တယ်ဆိုတာဘယ်အချက်တွေနဲ့ခြေဆုပြုတ်ခဲ့တယ်လဲအတူချုပ်ပြောပြသားမှာလို့ဆိုတဲ့အခါမှာမြတ်စွာဘုရားဟောတဲ့အတိုင်းမှတ်သားဖို့လိုအပ်တယ်မိဘကတာသမီကိုခြေဆုပြုတာအချက်၃ချက်ရှိတယ်ဘုရားဟောထားတဲ့အထက်မှာမိဘကတာသမီကိုခြေဆုပြုခဲ့တာအချက်၃ချက်နံပါတ်၁ကပါလဲဆိုရင် အပါဒကဝန်တွင်းကစပြီးတော့သတိလွယ်တဲ့ကိုလလွယ်ထားတဲ့အချိန်ကစပြီးတော့ဆောင်းလျှောက်လာခဲ့တာဆိုလိုတာမမွေးခင်ကတည်းကဆောင်းလျှောက်လာခဲ့တာအပါဒကအကာအွယ်တွေပြီးတယ်ဆောင်းလျှောက်ခဲ့တယ်မွေးလာပြီးတဲ့နောက်မှလည်း မဲ့ချင်းစားသည်မကဲအောင်ကာဝယ်ပေးတယ်ဆောင်းလျှောက်တယ်အပူအေးမမိအောင်ကာဝယ်ပေးတယ်ဆောင်းလျှောက်ပေးအဲ့ဒီအပါရကဆောင်းလျှောက်ပေးမှုဆိုတဲ့ကျေးဇူးဟာဒါနံပါတ်1တခုနံပါတ်2ကဘာလို့ဆိုပောတကမိဘတွေကကျွေးတယ်မွေးလာတဲ့အချိန်ကစပြီးတော့နိုးတိုက်တယ်အစာစားနိုင်တဲ့အချိန်ကစပြီးတော့ကျွေးလာတယ် တချို့မိဘတွေများသားသမီးအိုဒီထီအောင်ကျွေးသွားတာရှိတယ်။အဲတော့သားသမီးကိုမိဘကကျွေးတယ်။လူသားတွေတွေမကဘူးတရိษံတွေလည်းပဲတူတူပဲသူတို့သားသမီးလေးတွေကိုကျွေးတာပဲ။စောင်းလျှောက်တယ်ကျွေးမွေးတယ်။ဒါမိဘတွေကသားသမီးတွေပေါ်မှာလှုပ်ခဲတဲ့ခြေဆုတွေပဲ။လောကလူသားတွေကပြောလို့ရှိကြတယ်ထမင်းလေးတစ်နတ်ကျွေးရင်ရေလေးတစ်ခွက်တိုက်ရင်ခြေဆုတင်ပါတယ်လို့ပြောကြတယ်။ ်တကယ်ကျေးဇူးတင်လိုက်တာကမိဘပဲနောက်တစ်ခုကဘာလို့ဆိုဣမတ်တလောကတာထပ်တည်တာတော့ဒီလောကကြီးကိုစုံစည်းပေးတာသို့မဟုတ်ဒီလောကကြီးကို မြင်ခွင့်ပေးတာဒီလောကကြီးနဲ့တွေ့ဆုံခွင့်ပေးတာတနည်းအားဖြင့်ဒီလောကကြီးကို လာရောက်ခွင့်ပေးတာမိပါပဲအကယ်၍ တချို့မိဘတွေကလာရောက်ခွင့်မပေးတာရှိတယ်လေလူဘွားလာခြင်းပဲလို့လာလို့ရတယ်မှရတာကိုအဘောရှင်လုပ်ပြတဲ့ဆိုလို့ရှင်ဘယ်လိုလုပ်လာလို့ရအဲ့တော့လူလောကဒီလူလောကကြီးကိုပြတယ်ဆိုတာလူလောကကြီးကိုလာခွင့်ပေးတာဘယ်သူလဲလို့ဆိုရင်မိဘမိဘကလာခွင့်မပေးဘူးဆိုရင်ဘယ်သူမှလူလောကရောက်လာမှာမဟုတ်ဘူး အဲ့တော့မိဘရဲ့ခြေဆုဟာဒီသုံးခုလို့မြတ်စွာဘုရားဟောတာအာပါရကဆောင်းလျှောက်ခဲ့တယ်ပောတကကျွေးမွေးတယ်ဣမတလောကသဓာတိတာရောဒီလောကကြီးကိုပြတယ်ဒီလောကကြီးကိုလာခွင့်ပေးတယ်ဟောဒီခြေဆုသုံးခုဟာဆက်လို့ဂုံနိုင်မလားလို့ဆိုစဉ်းစားကြည့်ရအောင် ကိုကတုံးပြန်ပြီးတော့မိဘကိုမလုံးလို့ရတော့ဆိုရင်မိဘကိုအမေမစွမ်းရှိလာတဲ့အခါမှာဆောင်းရှောက်လို့ရအာပါရကပြန်လုံးလို့ရပောတကမိဘကိုကျွေးလို့ရတယ်တိတတ်တဲ့သားသမီးတွေမိဘကိုကျွေးမွေးဆောင်းရှောက်ထားကြဆောင်းရှောက်တယ်ကျွေးမွေးတယ်ဒီနှစ်ခုကိုဆက်လို့ရတယ် ဆက်လို့မရတာဘာတော့ဆိုဒီလောကကြီးကို လာခွင့်ပေးတယ်ဆိုတာကြတော့ဘယ်သူမှဆက်လို့မရမိဘသာလဲလှုပ်လို့ရတာဘာလို့ကိုကမိဘရဲ့နောက်မှာကိုကမွေးတာဟုတ်အဲ့တော့ဒီလောကကြီးကိုလာခွင့်ပေးတာကိုကမိဘသာပေးတယ်ကိုကမိဘကိုဒီလောကကြီးထဲလာခွင့်ပေးတယ်လို့ပြောလို့မရဒါကြောင့်ဒါကိုရည်ညွှန်းပြီးတော့လည်းဖြစ်နိုင်တယ်မိဘခြေစုကောင်ဆက်လို့မရဘူးဆိုတာတခြားနေ့တွေနဲ့ အပါရကဘောဓကဆိုတာအတုံးနဲ့နှုတ်ပေးလို့ရတယ်။သို့သောဣမသလောကသဓာတိတာတော့ဒီလောကကြီးကိုပြတယ်ဆိုတာကြတော့ဒီဟာဘလုံးမပြန်ဆက်လို့မရ။မိဘပထမဆုံးကိုယ်ပေါ်လှုပ်ပေးတဲ့ပုဂ္ဂိုလ်သားလည်းဖြစ်တယ်ပေါ့။အေးဒါကြောင့်မို့မြတ်စွာဘုရားကခြေအောင်ဆက်နိုင်တဲ့နိတနီဆိုတာကိုဟောထားတာကတော့ဓမ္မနဲ့ဆက်မှခြေတယ်လို့တွေ့လို့ပြောတာ။ဘာဖြစ်လို့လို့ဆိုရင်မိဘကလောကကြီးကိုပြတယ် ကိုကဓမ္မကိုပြဟောမိဘကြောင့်ကိုဟာလောကကြီးနဲ့ဆုံတွေ့ရတယ်ကိုရဲ့ခြေစူးကြောင့်မိဘဟာဓမ္မသိရှိရတယ်တရားတရားမရှိသေးတဲ့မိဘတရားတရားရှိသွားမယ်စွန့်ကြဲမှုမရှိတဲ့မိဘနှမျောတွန့်တူနေတဲ့မိဘနှမျောတွန့်တူမှုကင်းပြီးတော့စွန့်ကြဲမှုရှိသွားနိုင်အောင်ကိုချင်းသီလမရှိသေးတဲ့မိဘကိုချင်းသီလရှိသွားတယ် အသိပညာနည်းနေတဲ့မိဘအကျင့်သီလအဲအသိပညာတိုးပွားလာအောင်လုပ်ပြီးမယ်ဆိုလို့ရှိရင်တော့ဒါမိဘတွေမလုံနိုင်တာကိုလှုပ်သည့်အတွက်ကြောင့်ခြေစုခြေတယ်လို့ဒီလိုဟောတာနော်ဓမ္မနဲ့ဆိုင်ရင်ခြေတယ်ဆိုတာအဲ့ဒါပြောမိဘကလောကနဲ့ကိုယ်အကျိုးပြုထားပြီးကိုကဓမ္မနဲ့ပြန်ဆက်မှမိဘရဲ့ခြေစုကိုဒီအချက်ဟာခြေနိုင်တယ်လို့ ဒီလိုဆိုလိုတာပေါ့ဒါကြောင့်မို့လို့မိဘပေါ်ကောင်းတယ်မိဘအတွက်ဖြစ်တယ်ဆိုတာဘယ်လိုနည်းနဲ့မိဘပေါ်မှာကောင်းမရလူလောကမှာမွေးဖွားလာပြီးတော့မိဘအတွက်ကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်တယောက်ဘယ်လိုကောင်းတာလဲဆိုတော့တို့ကျွေးမွေးဆောင်ဆောင်လာတဲ့မိဘကိုတုံ့ပြန်ပြီးတော့ကျွေးမွေးမယ်ဒါနဲ့အကောင်းပဲမိဘရဲ့ကိစ္စဝိစ္စတွေကိုဆောင်ရွက်လုပ်ကင်ပေးမယ် ါလည်းအကောင်းပဲမိမိတို့ရဲ့မိခင်မိဘဆွေမျိုးတွေရဲ့အမျိုးအနွယ်ကိုပျက်စီးမသွားအောင်ထိမ့်သိမ်းဆောက်ရှောက်တယ်ဒါလည်းမိဘတွေရဲ့စိတ်နှလုံးအေးချမ်းမှုကိုဆောင်ရွက်ပေးတာမိဘတွေစီကရလာတဲ့မိဘတွေစုဆောင်းထားတဲ့အမွေတွေကိုစနစ်တကျလက်ခံပြီးတော့စီမံခန့်ခွဲတယ် ဒါလည်းမိဘတွေစိတ်ချမ်းသာဖို့အတွက်ဒါမိဘအတွက်တနေ့ကျတော့လူဆိုတာဘလောက်ပဲပစ္စည်းဥစ္စာတွေစုထားထားနောက်ဆုံးကျတော့ထားခဲ့ရအဲ့ဒီထားခဲ့ရတဲ့ပစ္စည်းဥစ္စာတွေမိဘတွေကြတော့သားသမီးတွေအတွက်ထားခဲ့ရတယ်လို့သားသမီးတွေကစနစ်တကျဒီအမွေတွေကိုဆက်ခံပြီးတော့သုံးမယ်ဆိုရင်မိဘတွေဟာစိတ်နှလုံးအေးချမ်း ဒါကြောင့်မို့အမွေကိုဆက်ခံတိုင်းအောင်ကျင့်ကြံကြိုးကိုအားထုတ်တယ်။မိဘတွေရဲ့စိတ်နှလုံးအေးချမ်းမှုအမွေကိုဆက်ခံတဲ့အခါမိဘတွေကစိတ်နှလုံးအေးချမ်းပြီးတော့ငါတို့ရှာထားတဲ့အမွေအနစ်တွေနဲ့ထိုက်တန်အောင်နေတယ်လို့ဆိုပြီးတော့စိတ်ထဲမှာအေးချမ်းတယ်အဲ့ဒါမိဘကိုတုံ့ဆက်တယ်မိဘပေါ်မှာကောင်းတယ်လို့ ဒီလိုပြောတာဒါကအသက်ရှိနေတဲ့အချိန်မှာမိဘကိုလှုပ်ပေးနိုင်တဲ့အချက်တွေပဲဒါမိဘအတွက်ဖြစ်တယ်ဆိုတဲ့သားသမီးဟာကိုကတုံ့ပြန်ပြီးတော့ကြွေးမွေးဆောင်ဆောင်ဖို့လိုတယ်မိဘရဲ့ကိစ္စဝိစ္စတွေဆောင်ရွက်ပေးဖို့လိုတယ်နော်ဒါဟာမိဘအတွက်ဖြစ်တယ်ကိုရဲ့အမျိုးအနွယ်မိဘတွေရဲ့အစဉ်လာတစ်ခုထိမ့်သိမ်းဆောင်ဆောင်ပေးရမယ်မိဘတွေရဲ့အမွေအနှစ် သုံးဖြုံးမပြစ်ဖဲနဲ့မိဘတွေရဲ့အမွေနှစ်နဲ့ထိုက်တန်အောင်နေတတ်ရမယ်ကျင့်ဆောင်ရမယ်ဟောဒါတွေကမိဘတွေအတွက်စိတ်နှလုံးအေးချမ်းမှုချမ်းသာဒုက္ခရဖို့အတွက်ဖြစ်လို့ဒီမွေးလာတဲ့သားသမီးဟာမိဘအတွက်ဖြစ်တယ်မိဘအတွက်ကောင်းတယ်ကောင်းလို့သူဟာလူတော်လူကောင်းလို့သတ်မှတ်လို့ရဒါလို့ဆိုတာဟောနောက်ဆုံးမိဘနှစ်ပါးမျက်ွယ်ပြုတ်သွားပြီဆိုရင်နောက်ဆုံးကျေးဇူးဆက်တာတော့ ကုသိုလ်ကောင်းမှုလုပ်ပြီးအမြတ်တမ်းပေးဝေတာဟာနောက်ဆုံးကျေဇူးဆက်ခြင်းပဲတဲ့နော်နောက်ဆုံးကျေဇူးဆက်ခြင်းပဲအဲ့ဒါလို့မိဘတွေအတွက်အမြတ်တမ်းပေးဝေပြီးချမ်းသာဒုက္ခကိုရရှိတယ်ဆိုတာနောက်ဆုံးလုံးနိုင်တဲ့အဆင့်ထိအောင်ဆောင်ရွက်လုပ်ကင်သွားတဲ့သားသမီးဟာမိဘတွေအတွက်ကောင်းသည့်အတွက်ကြောင့်သူ့ကိုလူတော်လူကောင်းလို့ပြောလို့ရတယ်ဒီအချက်နဲ့လူတော်လူကောင်းတန်နံပါတ်1 လူတော်လူကောင်းလို့တတ်မှတ်ရမယ်အချက်တစ်ခုပေါ့ဟောနောက်နံပါတ်1ကိုကြည့်လိုက်လောကလူတယောက်ဟာမွေးလာတဲ့အခါမှာပထမဆုံးမိဘနဲ့ပဲတွေ့တယ်နောက်ကြတော့အရွယ်ရောက်လာတဲ့အခါအိနောင်ရသားချအိနောင်ရသားချတဲ့အခါသာမယဖြစ်လာအိနောင်ဘက်ဒီဖြစ်လာအိနောင်ဘက်ဒီရှိလာတယ်မိသားစုတစ်ခုဖြစ်လာတယ် အဲ့ဒါလို့ဖြစ်လာပြီဆိုလို့ရှင်လူတော်လူကောင်းတယောက်ဟာအဲ့ဒီမိသားစုအတွက်လည်းဖြစ်ရမယ်မိသားစုကောင်းဖို့အတွက်ဖြစ်တဲ့လူမှလူတော်လူကောင်းဒါလူတိုင်းမိသားစုအတွက်မကောင်းဘူးအဲ့တော့အသားကြပြီးတော့တားမရကိုစဉ်းစဉ်းရထားခရုမဆိုင်ပဲနဲ့ပြစ်ထားတဲ့ပုံကိုယ်တွေလည်းအများကြီးရှိ